ဘင်္ဂလားပင်လယ်ော်အရှေ့တောင်ပိုင်းမှာလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နေပြီးနှစ်ရက်အတွင်းမုန်တိုင်းငယ်အစဉ်ကိုပြောင်းလဲနိုင်ကအဆိုပါမုန်တိုင်းရဲ့အရှိန်ကြောင့်မြန်မာနိုင်ငံအနှံ့မှာအခလုံမိုးတွေဆက်လက်ရွာသွန်းနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနိုဝင်ဘာလ9ရက်နေ့ကသိရပါဗါးအဆိုပါလေပြင်းနဲ့ရေဝန်ရဲ့အရှိန်ကြောင့်ရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာမိုးရွာသွန်းနိုင်ပြီးကြံပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်းနေရာကွက်ကြားမိုးရွာသွန်းနိုင်တယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကနိုဝင်ဘာလ9ရက်နေ့မနက်9နာရီကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်အဆိုပါလီဖီအားနဲ့ရေဝန်ဟာနောက်48နာရီအတွင်းမုန်တိုင်းငယ်အဆင့်ကိုပြောင်းလဲနိုင်တာကြောင့် နိုဝင်ဘာလ9ရက်နေ့နဲ့6ရက်နေ့အထိအခြေအနေကိုဆက်လက်စောင့်ကြည့်နေတယ်လို့မိုးစလဌာနမှဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးကပြောပါရယ်။ဒီကနေ့ရက်ဝင်ကဒီမနီယာဒီတိုင်းနောက်နေတဲ့ရှင်းလိုက်ဆိုတဲ့ချိန်ကျတော့မနေ့ပြန်တော့ပေါ့လေ။ဟုတ်ကဲ့။မနေ့ပြန်တော့ပြန်တော့ကိုအားကောင်းလာပြီးတော့မိုးလိုင်းငယ်တင်ဝင်ရောက်နိုင်ပါလား။မိုးလိုင်းငယ်တင်ဝင်ရောက်ပြီးတော့မှကျတော့ဒီဒီဘောဒီဘင်္ဂလားပင်နေရောဒီရှင်းနေပိုင်းပေါ့ရှင်းနေပိုင်းကနေပြီးတော့ပြန်ပြီးတော့မှကျွန်တော်ဒီ မနေ့ကမော်ရယ်လေးရဆင်းတော့ကျွန်တော်အိန္ဒိယသွားတယ်ဒီနေ့ဟိုအပလစ်ပြန်ပြောဒီတာလေးတွေ့လိုက်တယ်ကျွန်တော်ဆိုတော့ဒီပင်ကလေးဟိုဟိုဝင်နိုင်တယ်ဟိုအစ်ကနိုင်တယ်ခမနာပါဘောနာမည်ရောစတော့ဆိုတော့ဒီပြန်နဲ့ရဝင်မင်းဒီလေးရဲ့အကြောင်းကိုကျွန်တော်တောင်းကြည့်နေတဲ့အနေနဲ့ရှိပါတယ်အဲမိုးကတော့ရောင်နေဦးမှာပဲခင်ဗျာဒီတောင်းလေးရကတော့ဟုတ်ကဲ့ဘာမှတော့ဒီသူ့ရဲ့ဟိုသွားတဲ့လမ်းကြောင်းကကျွန်တော် ဒီမွန်နိုင် trap ပေါ့လေမွန်နိုင်သွားနိုင်မွန်နိုင်ကျလာပြီဆိုရင်ဟိုသွားနိုင်တဲ့နိုင်ငံကဒီကျွန်တော်နိုင်ငံတော်နည်းနည်းဒီနည်းရဲ့ဆိုကြောင့်လို့အဲဒီဟိုဒီအရှင်ကြောင့်လို့ပေါ့ဒီဒီကနေရောင်းနေဒီကြောင့်ကျွန်တော်တော့လေဒီတိုင်းကြီးကဒီမှာတော့ဟိုဟိုကတော့ဒီနေရာဒီနေရာလေးကနေရာဖြစ်ဖြစ်ဟိုရတာလေချိုးနေတာမျိုးမှာတော့နေရာပေါ်ပြောင်းမှုကြီးနေတာပေါ့အဲ့လိုမျိုးရှိတာ အဆိုပါလီဖီယာနဲ့ရေဝုန်အရှိန်ကြောင့်မြမကန်ယူရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တွေမှာတခါတရံမိုးတက်လေပြင်းတွေကြာရောက်နိုင်ပြီးလှိုင်းအသင်အသင်ကနေလှိုင်းကြီးနိုင်က မိုးတက်လေပြင်းကြာရောက်စဉ်ရေပြင်းလေပြင်းလေဟာတနအီကို35မိုင်ခန့်အထိတိုက်ခတ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။အခုဆယ်စုနှစ်တွေအတွင်းမှာတော့ဆောင်းရာသီကာလတွေမှာလေဖီယာနဲ့ရေဝုန်၃ချိန်ဖြစ်ပေါ်နိုင်ပြီး၂ချိန်ကပုံမှုအကောက်နိုင်က နိုဝင်ဘာလအတွင်းမှာအဖြစ်များနိုင်တယ်လို့မိုးလေဝသနဲ့ဇာတ်ဗေဒညွှန်ကြားမှုဦးစီးဌာနကသိရပါဗျာ။